စိတ်ဆန္ဒမြင်မာလာပြီဆိုရင် အလုံးကိုလုံနိုင်တဲ့အနေအထားရှိစိတ်ဆန္ဒကြီးမားတယ်အရာခသိကိုအောင်မြင်စေနိုင်တယ်သို့သောဆန္ဒရှိုံနဲ့ဖြစ်သလားလို့မေးမယ်ဆိုရင်တော့ဆန္ဒရှိုံတသက်နဲ့တော့မဖြစ်ဘူးလောကလူတွေဟာစိတ်ဆန္ဒပြင်းပြလာပြီဆိုရင်ကျိုးပန်းအထုံးမှုကတော့ပါလာတာပဲဖြစ်တယ်ဆန္ဒတော့မှလှုပ်ဆောင်မှုဆိုတဲ့ဝိရိယရှိလာအဲ့ဒီလှုပ်ဆောင်မှုဝိရိယရှိလာတဲ့အခါမှာ ခက်ခဲဆိုတာရှိသမြဲမို့အဲ့ဒီအခက်ခဲတွေကိုကြော်လွှားနိုင်လောက်အောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်ဆိုတာလည်းရှိရကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိုံနဲ့မကဘူးအောင်မြင်မှုမှာဆင်ញင်သုံးသပ်မှုဆိုတဲ့အသိဉာဏ်ဟာအလွန်ရေးပါတယ်ဒါကြောင့်မို့သန္တာဝိရိယစိတ်ဓာတ်ဝိမန္တလို့ခေါ်တယ်မိမိတို့ယင်တဲ့နှလုံးထဲမှာရှိတဲ့တိသောဝါတရားတွေဟာသန္တာဥဆောင်လိုက်ပြီဆိုလို့ရှိရင် နောက်ကဝိရိယစိတ်ဓာတ်ပညာတို့ပေါဝင်ပြီးတော့လှုပ်ဆောင်လိုက်တဲ့အခါမှာတာမန်အခြေအနေတစ်ခုကကြီးကျယ်မြင့်မြတ်တဲ့အခြေအနေတစ်ခုရောက်ရှိသွား